ခုကျွန်တော်ပြသလိုမျိုး TikTok မှာခေစားနေတဲ့ကိုတက်ပုံသုံးဖို့ကိုရဲ့မိသားစုတက်ပုံကိုကာတွန်းပုံတွဲနေလေးကိုဒီဗီဒီယိုလေးမှာအားလုံးပဲကျွန်တော်ကနေပြီးတော့ညှောက်ပေးပါမယ်ပထမဆုံးကျွန်တော်တို့က for you တွေကိုဝင်လိုက်ပါ for you တွေမှာ TikTok ဗီဒီယိုလာနေချိန်မှာအပေါ်ဆုံးအဆက်ဘာကွင်းလေးရှိရယ်ပေါ့နော်ဒီမှန်ဘလူးလေးကိုကျွန်တော်တို့ချက်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီနာလေးမှာ AI ကာတွန်းပေါ့နော် CARTOON AI ကာတွန်း effect ဆိုပြီးကျွန်တော်တို့ကနေရတစ်ချက်ရိုက်ပေးရမယ် အဲ့လိုလို့ရိုက်ပေးလိုက်ပါဘောနော် AI carton effect ဆိုရိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့တစ်ချက်ဆက်ပါအနေအပေါ်အနေရှာလိုက်ရှာရင်ကျွန်တော်ဒီမှာအပေါ်မှာမြားပြထားတဲ့ AI carton ဆိုတာအပေါ်ဆုံးအဟာလေးရှိတယ်ဘောနော်အဲ့အလေးတစ်ချက်ကျွန်တော်တို့လက်ကလေးနှိပ်ပေးလိုက်နှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်အဲ့မှာ carton နဲ့ဆော့ထားတဲ့အများကြီးပဲအဲ့တော့ကျွန်တော်တို့က youth effect ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမယ်အဲ့တော့နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘောနော်ကိုဖုန်းထဲမှာရှိနေတယ်ဘောနော်ကိုရဲ့ဓာတ်ပုံဓာတ်ပုံဘောနော်ကိုဓာတ်ပုံဓာတ်ပုံကျွန်တော်ကျွန်တော်ဆိုကျွန်တော်ဓာတ်ပုံဓာတ်ပုံကျွန်တော်က carton လောက်ခိုင်းမယ်အဲ့ပုံလေးကိုရွေးလိုက်မယ် ဒီနားလေးမှာ EI ကကတ်တွန်းလုပ်ပေးတာအချိန်10မိနစ်နဲ့2မိနစ်တော့ကျွန်တော်တို့စောင့်ရပါတယ်နည်းနည်းစိတ်ရှိရှိနဲ့စောင့်ပေးရပါတယ် Tell me you were တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ AI ကာတွန်းပုံလေးထွက်လာပြီပေါ့နော်ချစ်စရာကောင်းတဲ့ AI ကာတွန်းပုံလေးအရင်မိုက်တယ် J'ai glitché chez nous, dis-le-moi, mais t'as du bon, l'autre chien, mais t'as du bon, l'autre chien, je suis là. ဒီနားလေးမှာမိသားစုပေါ်မှာလူများရဲ့အတွက်ကြောင့် AI ကစကန်ဖတ်ပေးရပါတော့စကန်ဖတ်ပေးတော့အဆင်မပြေဘူးဆိုရင်ကျွန်တော်တို့ကဖုန်းရဲ့မျက်နှာပြင်ကကျွန်တော်တို့ try again ဆိုတာကိုထပ်ပြီးတော့နှိမ့်နှိမ့်ပြီးတော့ကျွန်တော်တို့ကလုပ်ပေးရပါတယ်နည်းနည်းလေးတော့စိတ်ရှည်ရှည်နဲ့စောင့်ပေးရရပြဒီနားလေးမှာပေါ့နော်နည်းနည်းလေးစိတ်ရှည်ရှည်နဲ့စောင့်ပေးမှဆိုင်ကိုယ့်ရဲ့ပုံထွက်ကတကယ်ကောင်းပြီတကယ်လှမှာဖြစ်တဲ့ကြောင့်ကတ်တုံပုံလေးရဖို့အတွက်ဆိုရင်ကျွန်တော်တို့ကခဏခဏဒီ try again လေးကိုနှိမ့်ပေးလူများအတွက်ကြောင့်လည်းပါရပေါ့နော်လူနေတဲ့ပုံဆိုရင်ချက်ချင်းရပါတယ်လုပ်ကြည့်ပါအဆင်ပြေပါပါခင်ဗျာ ဆောင်းဝါလာကြလို့ဘတ်နဲ့ပြန်ထွက်လို့ရှိရင်တော့ကျွန်တော်ပို့ပြီးတော့ခက်ခဲပါလိမ့်မယ်ပေါ့နော်နည်းနည်းတော့10မိနစ်2မိနစ်ဆိုတဲ့အချိန်လေးတော့ခဏလေးစောင့်ပေးပါအဲ့ဒါဆိုရင်တော့ရလာမှာပါဒါဆိုရင်အရန်ချက်စရာကောင်းတဲ့ကာတွန်းပုံလေးဖြစ်လာပါပြီအရန်ပဲချက်ဖို့ကောင်းတဲ့မိသားစုကာတွန်းပုံလေးပါ ကျွန်တော်တို့ကသဘောကျလို့အဆင်ပြေသွားပြီဆိုလို့ရှိရင် next ကိုနှိပ်ပြီးတော့ဒီနာလေးမှာပေါ့နော်ကျွန်တော်တို့ hashtag လေးကျွန်တော်တို့ရေးပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ for you hashtag ကိုတောင်းတဲ့ hashtag လေးရေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီနာလေးက post ကိုတင်လိုက်လို့ရှိရင်ရပါပြီပေါ့နော်ကာတွန်မိသားစုပုံလေးလေးကာတွန်တယောက်တည်းပုံမြောက်တည်းပုံလောက်လို့ရှိရင်အဆင်ပြေပါပြီအားလုံးကိုလည်းကျေးဇူးတင်ပါတယ်